င်္ဂလာပါခင်ဗျာကျွန်တော်တို့တနေ့တာသတင်းတွေကိုစူးစီးတင်ဆက်ပေးတဲ့သတင်းအတိုထွားအစီအစဉ်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးသတင်းအနေနဲ့ကတော့ပြူစောတိအဖွဲ့ဝင်များအမျိုးသမီးတဦးကိုကားဖြင့်တိုက်ပြီးနောက်စွန့်ပစ်မောင်းထွက်ပြေးသွားတယ်ဆိုတဲ့သတင်းမှာဖြစ်ပါတယ်မန္တလေးတိုင်းပတိန်ကြီးမြို့နယ်တွင်စိုင်းကယ်စီးအမျိုးသမီးတဦးကိုကားဖြင့်တိုက်မိပြီးနောက်ကားအောက်တွင်ညှက်ပါလာမှုကိုတောင်းဝင်မယူဘဲဒဏ်ရာရအမျိုးသမီးကိုစွန့်ပစ်မောင်းပြေးသွားတော့ကားမှာ ပတိန်ကြီးမြို့နယ်ပြူစောတိအဖွဲ့ဝင်များဤကားဖြစ်ကြောင်းမျက်မြင်တက်တင်များဤလူမှုကွန်ရက်မှတစဉ်ထုတ်ဖော်ပြောဆိုမှုအရတည်ရတယ်။အော်တိုဘာလ16ရက်နေ့ညနေ6:45မိနစ်အချိန်မန္တလေးမြို့ပတိန်ကြီးမြို့နယ်စကိုးလန်းပတိန်ကြီးဆိုင်ပုံနားတွင်ဆိုင်ကယ်စီးအမျိုးသမီးတဦးကိုတိုဒါမတ်အိတ်အဖြူရောင်ကားနံပါတ် 3J1013 ကတိုက်တွားခဲ့ကြောင်းယင်းနောက်ဆိုင်ကယ်စီးအမျိုးသမီးမှကားအောက်တွင်ညှက်ပါသွားပြီးလမ်းနှင့်ဒရော့တိုက်ပါသွားခဲ့ကြောင်းသိရှိရသည်။ အမျိုးသမီးကိုကားပေါ်တင်ဆောင်ပြီးကံကောက်အထယ်ချုပ်အနီးတွင်စွပစ်ခဲ့ကြောင်းသိရတယ်။အမျိုးသမီးကခွဲစိတ်ခံဝင်ပြီးတဲ့နောက်စကားတွေဘာတွေပြောတယ်။ကျိုးတာပဲ့တာတော့မရှိဘူး။ကားနံပါတ် 3J1013 မှာပတိန်ကြီးမြို့နယ်ပြူစောတိခပြည်သူစစ်အဖွဲ့မှကားဖြစ်ပြီးရင်းကားကိုပတိန်ကြီးမြို့နယ်ပြည်သူစစ်အဖွဲ့ဝင်တဦးဖြစ်သောဝေယံတစ်တော့အကောက်ကိုဝေယံ H221 အရှင်မင်းကြီးဒူးရှိကလုံကြုံရေး ကင်းလှည့်ရာတွင်အတုံးပြူသောကားအဖြစ်ဗီဒီယိုနဲ့တကွဖော်ပြထားတယ်ကဲကြားတဲ့အတိုင်းပဲနော်အဲ့တော့ပြောလိုက်ရင်တို့လောက်တိုင်းပြည်ပေါ်ဟိုတစ္ဆာရှိတာ မရှိနိုင်ငံတော်ဘဲကာကွယ်နေသလိုအခုကဲနော်ဘာမှမဆိုင်တဲ့ပြည်သူတရက်ကိုတိုင်းမိသွားတာဒလစ်တိုက်ပါသွားတာတော့လမ်းဘေးသွားပစ်တဲ့လောက်ရက်ကိုလှုပ်တယ်နော်ဒါစစ်သားဖြစ်လို့ရဲဖြစ်လို့ပြူစောတိဖြစ်လို့ဆိုပြီးတော့အဲ့လိုလှုပ်ခွင့်ရရေးလားအဲ့ဒါစဉ်းစားကြည့်ကြဗျာအဲ့ဒါကျွန်တော်တို့တိုင်းပြည်မှာ ဘလောက်ပျက်စီးနေလဲเนาะအစ်စာရိတာတွေတရားရင်မှန်နိုင်နေဘလောက်ပျက်စီးနေဆိုဒါတွေရဲ့လက်တွေပဲဒါကျွန်တော်တို့ပြောလို့အပေါ်တွေလိုက်ပြောတယ်ဖြစ်မှာဆိုလို့ဒါအခုဒီလိုဟာမျိုးတွေကြည့်ပါကကားတိုက်ပြီးပြေးွားတယ်တရစ်တိုက်ပါွားတယ်လူနာဟောပြစ်ပြီးထွက်တော့ပြေးွားတယ်เนาะတာမန်ပြည်သူတယောက်အဲ့လိုလုပ်ကြည့်ရလားလို့စဉ်းစားကြည့်ပါအဲ့တော့ပြည်သူတွေလောက်လာရင်တောင်မှတားဆီးရမဲ့ဒူတွေက အခုသူတို့ကိုယ်တိုင်လှုပ်ပြီးတော့ဥပဒေကိုပြောင်းလင်းစွာချိုးပေါက်နေကြတာဒါကိုအပြစ်ပေးအရေးယူမဲ့လူမရှိဖြစ်ချင်တိုင်းဖြစ်နေတဲ့အတိုင်းကြီးเนาะအဲ့တော့တလိမ့်ဆန်နေအုပ်ထုပ်တဲ့အချိန်မှာတလိမ့်ဆန်ဝါထတလိမ့်ဆန်အကျင့်စရိုက်တွေပဲလွှမ်းမိုးတာစမ်းတော့မစမ်းပါဘူးเนาะအဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတိရမှာကဒီလိုတလိမ့်ဆန်កောင်မျိုးတွေအုပ်ထုပ်တာကိုငါတို့ကအုပ်ထုပ်ခံပါလားငါတို့ကလူပီတအောင်လူတိုင်းဝန်တစ်ခုကိုရအောင်တိစောက်ကြမလားဆိုတော့ကိုအားလုံးကိုစဉ်းစားစေချင်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ် ဒါကတော့စစ်တပ်နဲ့ပြည်စော်ဒီများခရီးသွားလင်မယားနှစ်ဦးကိုဖမ်းဆီးပြီးဇနီးဖြစ်သူကိုမဒိန်ချင်းတပ်ဖြတ်ပြီးတော့ယောက်ျားဖြစ်သူကထွက်ပြစ်လွတ်မြောက်လာတယ်ဆိုတဲ့တင်မှာဖြစ်ပါလေ။စကိုင်းတိုင်းကမ်းမလူမြို့နယ်တွင်စစ်တပ်နဲ့ပြည်စော်ဒီများကခရီးသွားလင်မယားနှစ်ဦးကိုဖမ်းဆီးပြီးဇနီးဖြစ်သူဒေါ်အေးမာဦးကိုမဒိန်ချင်းတပ်ဖြတ်လိုက်ကခင်ပွန်းမှာနှိမ့်ဆက်ညှဉ်းပန်းခံထားရတဲ့ဒဏ်ရာအပြစ်နဲ့ထွက်ပြေးလွတ်မြောက်လာကြောင်းကမ်းမလူခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်အမှတ်3တပ်ရင်းမှတာဝန်ချီသူတဦးကပြောပါတယ် ကမ်းလူမြို့နဲ့ရွှေဘုံမြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ဇပယ်နန့်တာပြူစောတိအထိုင်စခန်းမှာအချမ်းဘက်စစ်သားများကကောလင်းမြို့နယ်ညောင်ကုန်းကျေးရွာမှာတန့်ဆယ်နယ်ဘက်ကိုကထိန်ခင်းရန်တွားတဲ့ဥကြော်မျိုးနှစ်ဒေါ်အေးမာဦးတို့လင်မယားနှစ်ဦးကိုဖမ်းဆီးခဲ့ကြအောင်ရင်းနောက်ဖမ်းဆီးပြီးနောက်ဒေါ်အေးမာဦးကိုမဒိန်ကျစ်တပ်ဖြတ်ခဲ့ပြီးဒေါ်အေးမာဦးဝစ်ဆင်ထားတဲ့ရွှေစွဲတီးပါရွှေစွဲကြိုးနှစ်ခု တစ်ချက်သားရွှေအခဲတစ်ခုငကတ်တစ်ခုလက်ကောက်တစ်ခုစုစုပေါင်းရွှေ၃ချက်သားနှင့်ငွေသား8သိန်းဖုံး၃လုံးဆိုင်ငယ်တစည်းတို့ကိုလူရက်ခဲ့ကြောင်းတိရှိရတယ်ထို့နောက်ခင်မွန်းဖြစ်သူဦးကျော်မျိုးကိုလည်းစစ်တပ်ကနှင်းပန်းနှိမ့်ဆက်ခဲ့ကြောင်းဒဏ်ရာများရရှိထားတဲ့ဦးကျော်မျိုးမှာစပယ်နန္တာပြူစောတိအထိုင်စခန်းမှထွက်ပြေးလွတ်မြောက်လာပြီးနောက်ကမ်လူခရိုင်အမှတ်တုံး PD ရဲ့တိုင်ရင်ထံသို့ရောက်ရှိလာကြောင်းသိရကဲပြောเสียစကားကုန်ပြီဘာမှမရှိတော့ဘူးเนาะကြားတဲ့အတိုင်းပဲ ။နော်အဲ့လိုကထိန်ခင်းဖို့သွားတဲ့ဟာကိုမရအောင်မတိချင်းတက်ပလိုက်တယ်ဒါလင်ုံနဲ့တက်မှာပဲ။တက်မှာပဲဘာလို့ဆိုမျက်မြင်တက်တယ်လင်ကအဓိကမျက်မြင်တက်တယ်ဖြစ်တဲ့အတွက်တက်မှာပဲ။သူတို့ဟိုဘာထွက်လာအောင်မလဲဘာစစ်ဆေးလို့ရအောင်မလဲဆိုတဲ့ဟာနဲ့ထားတဲ့အချိန်မှာထွက်ပြေးလွတ်မြောက်လာတဲ့အတွက်အခုလို့တည်ရတယ်ဒါတလို့မထွက်ပြေးနိုင်မယ်နဲ့အစပြောက်သွားတဲ့မြန်မာပြည်သားတွေဘလောက်ရှိခဲ့ပြီလဲလင်းကိုမတိန်မရအောင်မတိန်ချင်းလင်းကိုတက်တမီးကိုမတိန်ချင်းဖအေကိုတက်စတဲ့ဖြင့်မျိုးစုံရုပ်မာနေတဲ့ဒီကောင်တွေ ဒါအပေါ်တွေပြောနေကြတဲ့အရာတွေမဟုတ်ဘူးเนาะအဲ့တော့လောက်ကျန်လီစရီပြောထားတာတခုမှမရှိဘူးယောက်သားကိုယ်တိုင်ထွက်လာပြီးအခုပြောတဲ့ကိစ္စเนาะအဲ့တော့ဒလိုဟာမျိုးတွေကိုဘာတွေအရေးယူပေးတယ်ဘာမှအရေးမယူပေးဘူးအဲ့တော့တိုင်းပြည်ကိုတရားဝင်ဓမြတိုက်ပြန်ပေးဆိုရင်မဒိန်ကျင့်နေတဲ့အနာတိတ်အကျံဖက်စစ်သက်ပြောရင်နာသေးလားမနာနဲ့အမှန်တရားလေးသာနော်အနာသိမ့်တယ်မဟုတ်တယ်ဓမြတိုက်တယ်ပြန်ပေးဆိုရတယ်မဒိန်ကျင့်တယ်ဒါပဲလုပ်နေတာအဲ့တော့ဒလိုကောင်မျိုးတွေကတိုင်းပြည်ကိုအုပ်ချုပ်ချင်တယ်ဆိုတော့စဉ်းစားကြပေါ့ဒါကိုအုပ်ချုပ်ခံမဲ့လူတွေကိုလည်း ကိုယ့်ကိုပြန်စီစစ်စီခြင်းနဲ့ငါတို့ကလူပီတာတွေလားလို့ဒါပဲပြောချင်ပါကျွန်တော်တို့ကတော့ဟုတ်ကဲ့နောက်ထပ်သတင်းသမုတ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ခမောက်ကြောက်ကြီးမြို့နယ်တွင်ခလာရ59မှစစ်မှုထမ်းတပ်သားတစ်ခွနဦး KNNA ထံအလင်းဝင်နေဆိုတဲ့သတင်းမှဖြစ်ပါတယ်ဘုကိုတိုင်းကြောက်ကြီးမြို့နယ်တွင်ခလာရ95မှစစ်မှုထမ်းတပ်သားတစ်ခွနဦး KNNA ထံအလင်းဝင်လာကြောင်း KNNA သတင်း KNU သတင်းရင်းကထုတ်ပြန်တယ်အော်တိုဘန်95ရက်နေ့အာနာတိန်အကျန်းဖက်စစ်ကောင်စီတပ်ဤခလာရ95တပ်ရင်းမှ စစ်မှုထံတက်သားများဖြစ်သောစစ်မှုထံတက်သား9ဦးမှအလင်းဝင်ဗက်ပြောင်းခလုံးလာကြောင်းသိရှိရတယ်စစ်မှုထံတက်သား9ဦးမှစစ်မှုထံအပတ်စဉ်9နှစ်အပတ်စဉ်30နှစ်စစ်မှုထံအပတ်စဉ်73တို့မှတင်နန်းသားများဖြစ်ကြပြီးအလင်းဝင်စစ်မှုထံတက်သား1တန်းနိုင်ဦးနှင့်ရာဇာထက်တို့2ဦးမှအယောင်စားခံရပြီးပြည်သူစစ်မှုထံဘဝတို့ရောက်ရှိလာသူများဖြစ်ကြောင်းသိရတယ် အခက်ခဲအမျိုးမျိုးကြောင့်အလင်းဝင်ဗပြောင်းခလုံးလာတဲ့စစ်မှုထမ်းတပ်သားတစ်များမှလက်နက်များယူဆောင်လာနိုင်ခြင်းမရှိတော့လဲကြောက်ကြီးမြို့နယ်တောင်ဝင်ရှိသူများမှနေရာထိုင်ခင်းအစားအစာနဲ့အဝတ်အစားများထောက်ပံ့ပေးအပ်ပြီးကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရကဲဒါမျိုးဗပြောင်းဝင်ခြင်းနဲ့ပြည်သူစစ်မှုထမ်းတွေအများကြီးပါအခုဆိုရင်စစ်မှုထမ်းအပတ်စဉ်က20ကိုအများကြီးကျော်သွားပြီနောက်ထပ်တင်နန်းချောင်းတွေပါထပ်ဆောင်နေတယ်ကြားသိရတယ်အဲ့တော့ပြည်တွင်းမှာရှိတဲ့တူတွေဘယ်လောက်ထိထပ်ပြီးဆွဲအောင်မလဲစောက်တာကြည့်ကြပြီးတော့ဓာအောင်လွတ်အောင်ရုံးနိုင်ရုံး မယုံနိုင်ရင်တော့ရှေ့တန်းမှာသေခြင်းစိုးနဲ့သေပြီးဘွားတွေတုံးရမှာပဲအဲ့တော့မိဘတွေတားသမီးတွေအနေနဲ့စဉ်းစားပါတော့တော်လှန်ရေးကိုငါတို့ဘယ်နေရာကပါဝင်နိုင်မလဲကူညီနိုင်မလဲဒီအာနာယူပြုတ်ဖို့အတွက်ကျွန်တော်တို့တွေကနိုင်တဲ့နေရာကဝိုင်းလုံးကြဖို့အရေးကြီးပါတယ်အဲ့လိုမဟုတ်ဘဲနဲ့အခုလိုလဲစင်းခံမယ်ဆိုရင်တော့ရှေ့တန်းမှာသေရင်သေမသေရင်နှိမ့်ဆက်ညှင်းပန်းခံပြီးသေရတဲ့ဘွားနဲ့အဆုံးသတ်ပါလိမ့်မယ်နော်အဲ့တော့စစ်မှုထမ်းတပ်သားတစ်ဆိုတာတိုင်းပြည်အတွက်လားအာနာယူလူတစုအတွက်လားဆိုတာအားလုံး ညံ့မြင့်ပဲဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့မုံရွာမန္တလေးလမ်းကငွေကောက်ခံဂိတ်များအလုံးပိတ်ရန်ခရိုင်ပကဖညွန်ကြားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမန္တလေးလမ်းမှာမြို့သားညီညီအစိုးရ NUG အကအခွန်ကောက်လုပ်ငန်းဂိတ်တွေလွဲလို့အခြားဂိတ်တွေကိုအော်တိုဘန်20ရက်ကစပိတ်ဖို့ခရိုင်ပကဖကညွန်ကြားချက်ထုတ်ပြန်ထားပါတယ်တော်လိုင်းတပ်ဖွဲ့တွေလမ်းပေါ်တက်ဂိတ်စုံဖွင့်ပြီးငွေကြေးကောက်ခံနေလို့ပြည်သူတွေပြောဆိုလာတာကြောင့် အန်ယူဂျီရဲ့မုံရွာခရိုင်စစ်ဌာနခရိုင်ကုတ်ကဲရေးအဖွဲ့ရဲ့မုံရွာခရိုင်အခွန်ကောက်လုပ်ငန်းစီစစ်ထိန်ချောင်းရေးအဖွဲ့တွေရဲ့တရားဝင်အခွန်ကောက်ဂိတ်တွေကလွဲလို့ခရိုင်တဲကအလှခံဂိတ်ကအစဂိတ်တွေအားလုံးကိုပိတ်ထားဖို့မင်းကထုတ်ပြန်ပါတယ်အရင်ကဂိတ်ဖွင့်ပြီးငွေမကောက်ကြဖို့နဲ့မြို့နယ်အနေနဲ့ပဲထုတ်တာရှိပေမဲ့အခုချိန်မှာတော့ခရိုင်အနေနဲ့ပထမဆုံးအချိန်ထုတ်ပြန်တာဖြစ်ပြီးကားတစ်စီးကိုကောက်ခံတဲ့တတ်မှတ်ဈေးနှုန်းမရှိပဲတရာကြီးတာကောက်ခံခဲ့ပေမဲ့ဂိတ်နဲ့အဖွဲ့စည်းအရေးအတွက်တိုးလာလို့ပိတ်လိုက်တာလို့ဆိုပါတယ် ညွန်ကြားချက်ကိုမလိုက်နိုင်ရင်တတိပေးအေးအယူတွားမယ်ဆိုပြီးတော်လိုင်းအင်အားစုတွေအားလုံးအတိပေးထားတယ်လို့ဆိုပါတယ်ဒါလုံးဝလှုပ်တင်တဲ့ကိစ္စပါနော်ရွာတရွာမှာလူလေး9ယောက်10ယောက်နဲ့တဖွဲ့ဖွဲ့ပြီးရင်ဘယ်အောက်ထဲမှာလဲမူဝင်ဂိတ်တွေထောင်ပတ်စံတွေကောက်နောက်အဲ့ဒီထဲမှာမင်းအောင်လိုင်းဖွဲ့ထားတဲ့ PDF မပါဘူးဘလူအာမခံနဲအဲ့ဒါပဲမင်းအောင်လိုင်းဖွဲ့ပေးထားတဲ့ PDF မပါလာဘူးလို့ဘသူအာမခံမလဲအဲ့ဒီ locker တွေကိုကျွန်တော်တို့မေးချင်တာကနော် locker တွေမှာကျွန်တော်တို့ပြောနေတာကြားပါပြီ လော်ကယ်တွေဟာ NUG အောက် MOD အောက်ဝင်ရမယ်လို့မဆိုလိုဘူး EAO အောက်ဝင်ရမယ်လို့မဆိုလိုဘူးဒါပေမဲ့မြို့နယ်အဆင့်ရတော့ local COC တိစောက်ထားနိုင်ရမယ်တော်လန်ရေးအတွက်လက်နက်ကင်နာဆိုရင်မဟာမိတ်ကိုကြစ်လစ်စွာတိစောက်ဖို့အတွက်အ ਨੇ ဆုံးကိုမြို့နယ်မှာတမြို့နယ်သားအချင်းချင်းတော့မဟာမိတ်တိစောက်မနိုင်မဲနဲ့တရွာတဖွဲ့လုံနေတဲ့ local တွေအားလုံးကျွန်တော်တို့ကရှုံချတယ်ဒါဟာတော်လန်ကြီးလောက်တာမဟုတ်ဘူးလက်နက်ကင်ပြီးတော့နော်ဗျမ်းမထာလောက်တာလို့ပဲတတ်မှတ်လို့ရတယ် အေးတကယ်တော်လိုင်းလောက်ချင်တယ်ဆိုရင်အဲ့တရွာမှာလူဆယ်ယောက်နဲ့ထတ်တော်လိုင်းနေလို့မနိုင်ဘူးကျွန်တော်တို့ဒီစုပေါင်းမှုတွေညီညွတ်မှုတွေချိတ်ဆက်မှုတွေလုံနိုင်မှရမယ်ပွဲတော်လိုင်းရင်း၄နှစ်ကျော်၅နှစ်ကျော်ရောက်လာပြီအခုဒီမဟာမိတ်ကိုမဖွဲ့စည်းနိုင်ဘူးတရွာတဖွဲ့ထောင်းနေတယ်ဆိုရင်ချိန်နေတယ်ဒါဟာတော်လိုင်းရင်းလောက်တာမဟုတ်လို့တော့အဲ့လိုဖြစ်နေတာပဲကြိုက်တဲ့ခေါင်းစဉ်တွေပေးစင်ချေတွေမျိုးစုံအောက်မှာကျွန်တော်တို့ပြည်သူတွေလက်ခံမှာမဟုတ်ပါဘူးနော်ဒါကြောင့်မို့လို့ MOD UNG ရဲ့ MOD အောက်ထဲကိုဝင်ပါတိုင်းနာ EOS ဒီရဲ့အောက်ထဲမှာဝင်ပါဒါမှမဟုတ်လို့ရှိရင် local အဖြစ်ရက်တည်မယ်ဆိုလေအ ਨੇ ဆုံးမြို့နယ်အဆင့် COC တိဆောက်ပါ local တွေ COC တိဆောက်ပါအဲ့လိုမဟုတ်ဘဲနဲ့တရွာကိုတစ်ဖွဲ့ဖွဲ့တယ်ဂိတ်တွေထောင်းတယ်နာမည်ပြက်တော့ PD PDF တွေကဘာဖြစ်တယ်ဆို PDF တိုင်းတော်လိုင်းရင်းဓမ္မလို့တော့ပြောလို့မရဘူးเนาะတော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင် လုပ်နေတဲ့ PDF မှပြည်သူတူရဲကောင်းဖြစ်အကျုံးဝင်တာဒါကိုနားလဲကြားဖို့တော့ရေးကြီးတယ် နော်လက်နက်ကင်ပြီးတော့တော်လှန်တော်လှန်ပါတယ်လို့ online တိုင်းတော်လှန်ရင်တမမဖြစ်ပါဘူးတော်လှန်ရေးလောက်ရတဲ့ညီအောင်လုံးမှတော်လှန်ရေးဓမ္မဖြစ်မှာပါဒါကိုလေတက်ဆိုင်ရာဒီတော်လှန်အင်အားစုတွေအနေနဲ့ကို့ data ကို့မြို့နယ်ကို့ခရိုင်အတွင်းမှာသေချာစီစစ်ဖို့လိုတယ်တော်လှန်ရေးကိုနော်ပြည်သူတွေမျက်မိုးကြိုးဝှအောင်ပြည်သူတွေစိတ်ကုံဝအောင်လုပ်နေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေကိုကျွန်တော်လက်ခံပေးလို့ရမှာမဟုတ်ပါဘူးဒါဟာအရေးကြီးတဲ့ကိစ္စပါတော်လှန်ရေးအတွက်အတက်နဲ့တမျှအရေးကြီးပါတယ်ဒါလေးကိုအားလုံးစီစစ် တက်မှတ်နိုင်မှုအရေးကြီးအဓိကပြည်သူချပြရင်နောက်ဆုံးเนาะရှင်းရှင်းလေးပဲလက်နက်ကင်ချင်းဖြစ်နေတယ်သူလဲ local ကိုလဲ local ဖြစ်နေဒါပေမဲ့ကိုတွေ local ကဒီမြို့နယ်မှာ local ဆက်တဲ့ဖွဲ့ရှိတယ်ဆယ်ဖွဲ့ကတော့တော်မဟာမိတ် COC ကြစ်လစ်သွားတည်ဆောက်ပြီးတော့တော်လန်ရေးကိုတော်လန်ရေးတူအောင်လုပ်နေကြတယ်ကြံတဲ့တဖွဲ့ကတော့ဘလို့မှမစည်းလုံးဘူးဘလို့မှညှိလို့မရဘူးဘလို့မှတိမ့်သွင်းလို့မရဘူးသူတို့လှုပ်ရှင်ရရှောက်လုံးနေပြည်သူကိုချပြလိုက်ပါနော်ပြည်သူကိုချပြလိုက်ဒီအဖွဲ့ဒီဒီလိုဒီလိုဒီလိုပြက်ပြက်တန်းတန်းချပြလိုက်ပြည်သူအေးအေးယူသွားလိုက်ကျွန်တော်တို့ဒီအချိန်မှာ ခုနကပြောသလိုကျွန်တော်တို့တွေဟာတော်လှန်ရေးစိတ်ဓာတ်တွေပီတာဖို့အရေးကြီးပါတယ်လက်နက်ခါထိုးပြီးတော့တနက်ကအရာတာကိုကြိုက်ွားမယ်ဆိုရင်တော့ကျွန်တော်တို့ဟာခွေးကိုတော်လှန်နေတဲ့ခွေးထက်မိုက်တဲ့ခွေးတွေပဲဖြစ်နေမယ်ရှင်းရှင်းလေးပဲနော်လက်နက်ကိုင်းပြီးလူဘွားဝါလို့ကျွန်တော်တို့တော်လှန်ကြတာအဲ့ဒီလူဘွားဝါတဲ့ကောင်တွေတဲ့ကိုကပြန်ဝမယ်ဆိုရင်ဘာထူးလဲဟုတ်တယ်မတိုင်းပြီးအနာခံပြီးဘာလို့ဖို့တော်လှန်ရေးလုပ်ဖို့လဲအစတည်းကမင်းအောင်လိုင်းအုပ်ထုပ်တာကိုပေးခံလိုက်မှာပေါ့ရှင်းရှင်းလေးပဲဟာယူဒါလေးကိုကျွန်တော်တို့တော်လှန်ရေးဘက်မှာပါဝင်နေတူတိုင်းတတိပြုမိဖို့ရေးကြည့်ပါတယ် ဘာလို့ဆိုတော့ပြည်သူတွေအညဉ်းညင်တာမခံနိုင်ဘူးအသက်ပေးထားတဲ့ရဲဘော်တွေအတွက်ကျွန်တော်တို့တန်တော်လန်ရေးဆိုတာတန်ဖို့ရှိတယ်တိတ်ခါရှိတယ်ဆိုတော့ကျွန်တော်တို့တွေကာကွယ်ပေးရမှာပဲဟုတ်ကဲ့နောက်ထပ်တတိယဘက်ကိုတင်ဆက်ပေးကြပါမယ်ရန်ကုန်မှာကြက်လေးတန်းမွေးမြူရန်လိုအပ်တယ်ဟုစစ်ကောင်းဆောင်တောင်းလှန်တာကညွှန်ပြောဆိုရဲဆိုတဲ့တင်မဖြစ်ပါဘူး။ဗာကြက်လဲတော့မသိဘူးသေးပေါက်တဲ့ကြက်လားတော့မသိဘူးနော်။မင်းအောင်နိုင်မွေးမယ်ဆိုရင်တော့ကျူကျူလောက်ကိုခေါင်းဆောင်ခန့်ပြီးတော့သေးပေါက်တဲ့ကြက်မွေးဖို့ဖြစ်နိုင်တယ်။ စာနာရိတ်ကပူလုံရေးအတွက်ရန်ကုန်လူဦးရေ9တန်းဤတဝက်ခန့်ကြက်ဥစားသုံးရန်ကြက်ကောင်ရင်၄တန်းအထိမွေးမြူရန်လိုအပ်သည်ဟုမင်းအောင်နိုင်ကတွက်ချက်ပြောဆိုခဲ့တယ်။လက်ရှိတွင်တိရိစ္ဆာန်အစားအစာနှင့်ဆေးဝါးတင်သွင်းမှုလိုင်စင်ကန့်သက်သောမူဝါဒများကုန်ကြမ်းဈေးနှုန်းမြင့်မားမှုတို့ကြောင့်ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်များဟာလုပ်ငန်းတိုးချဲ့နိုင်ခြင်းမရှိဘဲခက်ခဲတဲ့အခြေအနေတွေအတွင်ပိတ်မိလျက်ရှိပါတယ်။လူဦးရေ9တန်းရှိသောရန်ကုန်မှာလူဦးရေထက်ဝက်ဖြစ်တဲ့3.5တန်းဟာ ချက်ဥတရက်တလုံးစားသုံးပါကချက်အကောင်ရင်း၄တန်းခန့်မွေးမြူရပြီဖြစ်ကြောင်းစစ်ကောင်းဆောင်ကညွှန်ကြားခဲ့တယ်။ဈေးကွက်၌ချက်ဥတလုံးချက်900မှ600ကျားရှိနေပြီးစစ်ကောမရှင်ဤရောင်းချမှုစင်တာများတွင်တောင်း65ကျားဖြင့်ရောင်းချရောင်းချပေးနေပြီးစစ်ကောမရှင်ဟာတရိတ်ဆန်မွေးမြူရေးအစားအစာနှင့်ဆေးဝါးတင်သွင်းရမှာလိုင်စင်ချပေးမှုကိုကန့်တတ်ထားခြင်းပြည်တွင်းရှိတရိတ်ဆန်အစားအစာကုန်ကြမ်းများဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ကြက်သားနဲ့ကြက်ဥဇင်းတို့အပါဝင်အသားဇင်းတို့များမြစ်တက်လျက်ရှိတယ်တော်တော်ကောင်းတဲ့ဟိုဘောကဗေဒပညာရှင်နော်ဟိုမှတ်လဲမှတ်သားလောက်ပါတယ်ဟုတ်လားဒါသူ့စိတ်ထဲမှာလူရေခုနှစ်တန်းရှိတယ်အမ်ကြက်လေးတန်းတော့မွေးလိုက်ရင်ဒီလူတွေဆန်းတဲ့ရိတ်ကဖူလုံးပြီးတင်တကယ်ကွာဒီလိုပောက်ကရကောင်မျိုးတွေတိုင်းပြည်ကိုတအုပ်ချုပ်ဖို့လုပ်နေတာခမည်းတော်တတော်တို့ခေါင်းပေါ်အဲ့ဒီလိုကောင်မျိုးကတက်ပြီးအုပ်ချုပ်ဖို့လုပ်နေတာဗယံပဒါစကားတွေပြောပြီးတော့ပောက်ပန်း၄၀လေးလုပ်နေတဲ့ကောင်နော်ကြည့် အကျက်မွေးမြွေးမွေးနေဆိုတာကျက်ဥဥရဖို့အတွက်ကျက်မောက်သွားမွေးထားရုံမပြီးဘူးအဲ့ဒီကျက်တွေနေမဲ့ထိုင်မဲ့နေရာထိုင်ခင်းအဆောက်အအုံဒီကျက်တွေကိုကျွေးမဲ့အစာအစာဖွဲဇကွဲနော်ဒီငညီပြီးလို့ရှိရင်ဆေးဝါးဒါတွေရဲ့ကုန်ကျစရိတ်တွေအဲ့ဒီပစ္စည်းတွေရဲ့ဈေးနှုန်းတွေဒါတွေကိုတူဘာတစ်ခုထိန်းညှိပေးထားတယ်ဟမ်ဖွဲဇကွဲတရင်မလောက်လဲဇကွဲတရင်မလောက်လဲပဇွန်ဖွဲတရင်မလောက်လဲဟမ်ကျက်ကျက်ဒီဥ ဥအခွန်မာစေးเนาะပြီးလို့ချင်းအဲဘာပလက်လို့စက်တဲ့ဖြင့်ဒီမွေးမျိုးတွေမှာတုံးတဲ့ဆေးတွေဘယ်ဆေးတွေလဲနိုင်ငံငါတွင်းတဲ့ဆေးတွေအကုန်ပိတ်ထားတယ်ပြည်တွင်းမှာဆေးဝါးတွေပြက်လက်နေတယ်ဈေးတွေရတက်နေတယ်ဘလို့သွားမွေးမလဲမွေးမျိုးလုပ်ငန်းရှင်တွေရဟမ်စဉ်းစားကြည့်အဲ့တော့တိုင်းပြည်ကိုဒလိုအခြေခံကိစ္စ၄တောင်မှเนาะမှန်မှန်ကန်ကန်မတုံးတတ်နိုင်တဲ့ခေါင်းတွေကကျွန်တော်တို့တိုင်းပြည်ကိုအုပ်ချုပ်ပြီးလူဘဝဝကိုလုပ်နေကြတာဗျစင်စားကြည့်ရင်နာစရာကြီးဒါဟာနိုင်ငံရေးငါတို့နဲ့မဆိုင်ဘူးလို့လို့မရဘူးဒီတိုင်းပြည်တော်လှန်ရေးမလုပ်ခင်ကဘယ်လောက်ဖြစ်တယ် စံတဲကို3000ကျော်အာနာသိမ့်လိုက်တယ်လပိုင်းမကြတယ်စံတဲဘလောက်ဖြစ်သွားတယ်အဲ့ဒါနိုင်ငံရေးကိုမဆိုင်တဲ့လူတွေစံတဲသိမ့်ကျော်ဝိုင်းသတိကျော်ဝဲရတာပဲနိုင်ငံရေးဆိုင်တဲ့လူတွေစံတဲသတိကျော်ဝိုင်းသတိကျော်ဝဲရတာပဲအဲ့တော့နိုင်ငံရေးဆိုတာကိုယ်အရေးပါပဲကိုယ့်ရဲ့အရေးကိုကောင်းဖို့အတွက်ကိုကိုတိုင်စီစစ်ရွေးချယ်မှရမှာပါနိုင်ငံအုပ်ချုပ်မဲ့သူဟာကိုယ့်အရေးအတွက်အလုပ်လုပ်မဲ့လူပဲအဲ့တော့ဒီလိုမျိုးလူခုနှစ်တန်းရှိတဲ့ဟာကိုကြက်လေးတန်းမွေးခိုင်းကြက်ဥစားခိုင်းတဲ့စောက်ပေါင်းမျိုးအုပ်ချုပ်ခံမလား တကယ်ကဘာနဲ့ရင်မောင်တန်းနိုင်တဲ့ခေါင်းဆောင်မျိုးကိုအုပ်ထုတ်ခံမလားကိုယ့်ကိုယ်စဉ်းစားကြပါတော့เนาะအဲ့တော့ဒီပွဲဟာပြက်အောင်လုံမပွဲမှာရေသာကိုအချောင်နေမယ်ဆိုရင်တော့ရေရှည်ပြီးတော့တိုင်းပြည်ပိုတင်လာလိုက်မယ်စီစီလုံးလုံးညီညွတ်ညံ့နဲ့ဝိုင်းလုံးကြမယ်ဆိုရင်တော့ခက်မြန်မြန်ပွဲပြက်လိုက်မယ်ဒါကိုအားလုံးတရှိစီဖို့လိုအပ်ပါတယ်တော်လှန်ရေးမှာပါဝင်ကြတဲ့ဒူတိုင်းတော်လှန်ခြင်းစိတ်ရှိဖို့လိုတယ်တော်လှန်ရေးစိတ်ထက်ဂိမ်းအောင်နိုင်ကြပါစေလို့လည်းဆုတောင်းပေးပါတယ် အားလုံးကျေးဇူးရှင်ပါတယ်ခင်ဗျာအခုတို့စောင့်မျှော်ကြည့်ကြည့်အားပေးကြတဲ့မိဘပြည်သူတို့တရားစီရင်တိုင်းကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာအချိန်ရရင်ရသလိုအခုတို့ကျွန်တော်တို့တင်ဒင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာဘေးပေကဝေးကွာကြပါစေ